ြင်လို့မရတဲ့အာဟုသူဆိုတာမရှိဘူးနော်ပြင်လို့မရတာအာဟုသူဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအာဟုသူကံသူကျွတ်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဗေဒကာလို့ဆိုဒီပြမှုကြီးတခုမကနှစ်ခုကျွတ်လို့ဒီဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာထိတ်ပေးတယ်ဗာပေးတယ် အပာယီကောနေရီကောဒီဝတ္တတုဒီပရက်ကအပင်ရောက်မှာပဲငေးချမှာပဲဟောငေးချမှာပဲ definitely ပြောတယ်အတ္တိကိစ္စော ပြင်လို့မရတော့ဘူးပြူစားလို့မရတော့ဘူးကပ်ပတ်ထောတကဘာလုံးငရဲ့မှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ် မြတ်စွာဘုရားကဘာလို့ဒီဥဒတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာလို့ဆိုတော့မြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားကဘလို့ရှင်းပြတော့လို့ဆိုတော့ဒီဝဋ်ထရဲ့တဏ္ဍမှာတဲ့အဖျားလေးလောက်ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာ နေရာကလေးအဖျားဆိုတာတည်တည်လေးဟုတ်တယ်မလား အဖျားကလေးလောက်ထောက်ပြစေရနေရာလေးမှာတောင်ကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါပြရဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသူလေးချမ်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီဝရမှာကုသူတွေလုံးဝကုံသွားတဲ့ဒိဗေမျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့ဒီကြပြောလို့မရဘူး မြတ်စွာဘုရားရဲ့ဒေသနာတော်ကအကြည့်ဟောပုံရင်းမတူဘူးမြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့ဏိကန္တနန္ဒဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငြေကြတယ်လို့ဒီလိုဟောတယ်မြတ်စွာဘုရားကအဲ့လိုမဟောဘူးဟောပုံရင်းတခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏာတိပါဒလုံသူအလုံးကြီးငြေရနိုင်ဖြစ်ဖြစ်သည် မရဲကြသည်ဒီလိုဟောတယ်နေကဏဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏတိပါတော့နိရယသံဝတ္တိကောပါဏတိပါတအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ခြင်းမှုကိုပြောရတာငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးเนาะအကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာ စကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတင်ချောင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော်သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိတယ် အကုသိုလ်ကလွတ်ရလွတ်နည်းနေရှိတယ်။ကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတာကြတယ်။ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိတ်ရင်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူး။ဘာလို့อ่ะကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1။မားတယ်လို့မြင်။မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟာ ကိုမိတ်ဆွေတွေဖြစ်စေဆရာထာမဖြစ်စေမှားကြောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်အောင်အဲ့ဒါဆိုရင်ဒီကံကလွတ်တော့